မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကျန်းဖတ်စစ်ကောင်စီကရခိုင်ပြည်နယ်အတွင်းမှာတပ်စခန်းတွေအပြင်မြို့တွေပါတမျိုးပြီးတမျိုးလက်လွတ်ဆုံးရှုံးလာတဲ့အချိန်မှာပဲစစ်တွေမြို့မှာရန်ကာဖျားနှစ်စုကိုလာတဲ့နေပြန်နေဆိုပါတယ် ရှမ်းပြည်နယ်မြောက်ပိုင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့အောက်ခြေစစ်သားကစားပြီးအရာရှိကြီးတွေအထိလက်နက်ချအလင်းဝင်ရင်ဝင်ကျက်အနည်းဆုံး10သိန်းကနေ35သိန်းအထိချင်းမြင့်ပြီးအသက်ကိုအာမခံချက်ပေးမယ်လို့ MNDAA ကနေတရားဝင်ကြေညာလိုက်တဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့အကြမ်းဖက်စစ်ကောင်စီကရခိုင်ပြည်နယ်အတွင်းမှာတပ်စခန်းတွေအပြင်မြို့တွေပါတမျိုးပြီးတမျိုးလက်လွတ်ဆုံးရှုံးလာတဲ့အချိန်မှာပဲ စစ်တွေမြို့မှာရန်ကာဖယားနှစုကိုလာတဲ့နေပြန်တယ်လို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီရန်ကာဖယားနှစုကိုအချမ်းဖတ်စကောက်စီကရန်ကုန်မြို့ကနေကုန်တင်သင်းမောနဲ့ဇလန်လ3ရက်နေ့ကပဲစစ်တွေမြို့ကိုတယ်လာပြီးတော့လောကနန္ဒာဖယားဝင်းမှာလာတဲ့ထပြန်တယ်လို့ဆိုပါတယ်။အဲ့ဒီဖယားနှစုကိုစစ်ကောက်စီကရန်ကာဖယားဆိုပြီးနာမည်ပေးထားတာဟာလေစစ်ရှုံးနေတဲ့ရခိုင်ပြည်နယ်ကိုပြန်လဲရရှိအောင်ဆိုပြီး သူ့လက်အောက်ခံတပ်ဖွဲ့တွေကိုအယုံသွင်းတဲ့လှုပ်ရတာဖြစ်တယ်လို့သုံးသက်သူတဦးကပြောထားပါသေးတယ်။လက်ရှိစစ်တွေမြို့မှာကစစ်ကောင်စီရဲ့အုပ်ချုပ်ရေးဘိုင်းဟာလုံးဝပြတ်သုံးသွားပြီဖြစ်တယ်လို့စစ်ရေးအရာလဲစစ်တွေမြို့ဟာဂျောင်ပိတ်မိနေတဲ့မြို့ဖြစ်ပြီးအဲ့ဒီလိုရန်ကာဖျားဆိုပြီးတော့လာတဲနေတဲ့စစ်ကောင်စီကပဲတဖက်မှာစစ်တွေဒေသခံတွေကိုနေစဉ်ဖမ်းဆီးတာတွေညှဉ်းပန်းနှိပ်စက်တာတွေနဲ့တရားစွဲထောင်ချတာတွေလုပ်နေတာဖြစ်တယ်လို့လဲဒေသခံပြည်သူတွေကပြောပါတယ် လက်ရှိရခိုင်ပြည်နယ်မှာတော့အာရခတတော် AA ကအကြံဖက်စစ်ကောင်စီတပ်စခန်းတွေတရင်ဌာနရုပ်တွေပါမကြံမြို့တွေပါတမျိုးပြီးတမျိုးတိမ့်ပိုက်လာနေရမှာမြို့ပေါင်း10မြို့ကိုတိမ့်ပိုက်ရရှိထားပြီးဖြစ်တယ်လို့အခုလက်ရှိမှာလဲအာရခတတော် AA ဟာတန်တွဲမြို့ကိုထပ်မံတိမ့်ပိုက်နိုင်မှုလက်တကန့်အလို့မှာရှိနေပြီငပလီမျိုးကစစ်တပ်စခန်းနှစ်ခုကိုပါတိမ့်ပိုက်လိုက်ပြီးဖြစ်တဲ့အတွက်အဲ့ဒီတပ်စခန်းကနေထွက်ပြေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလိုက်လံရှင်းလင်းပြီးတာနဲ့တန်တွဲမြို့နယ်တစ်ခုလုံးကိုအာရခတတော် AA ကအပြည့်အဝထိန်းချုပ်နိုင်မှာဖြစ်တယ်လို့သိရပါတယ်ခင်ဗျ တစ်ဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာအချမ်းဖတ်စစ်ကောင်စီတပ်ကအောက်ခြေစစ်သားကစပြီးအရာရှိကြီးတွေအထိလက်နက်ကြအလင်းဝင်ရင်ငွေကြက်အနည်းဆုံး10သိန်းကနေ35သိန်းအထိချင်းမြင့်ပြီးအသက်ကိုအာမခံချက်ပေးမယ်လို့ MNDAA ကနေတရားဝင်ကြေညာလိုက်ပါတယ်လက်ရှိမှာလည်းအချမ်းဖတ်မင်းအွန်လိုင်းစစ်တပ်ကလက်နက်ကင်တပ်ဖွဲ့ဝင်အများပြားဟာ MNDAA တပ်ရဲ့ရှေ့တန်းတပ်ဖွဲ့တွေစီမှာလာရောက်လက်နက်ချတာတွေရှိနေတယ်လို့အဲဒီလိုလက်နက်ချလာတဲ့စစ်ကောင်စီတပ်သားတွေကိုလည်းအသက်အာမခံချက်ပေးပြီး လူသားချင်းစာနာထောက်ထားတဲ့ဆက်ဆံရေးတွေပါပေးထားပြီးဖြစ်တဲ့အတွက်လက်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့အမြန်ဆုံးလက်နက်ချအလင်းဝင်ကြဖို့ MNDAA ကနေတိုက်တွန်းထားပါတယ်။အဲ့ဒီအတွက်လက်ရှိရှမ်းပြည်နယ်မြောက်ပိုင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ကအောက်ခြေစစ်သားကစပြီးအရာရှိကြီးတွေအထိလက်နက်ချအလင်းဝင်ရင်ငွေကြက်အနည်းဆုံး10သိန်းကနေ35သိန်းအထိချင်းမြင့်ပြီးအသက်ကိုအာမခံချက်ပေးမယ်လို့ MNDAA ကနေတရားဝင်ထုတ်ပြန်ကြေညာထားပါတယ်ခင်ဗျ။အခုတခါမန္တလေးတိုင်းဘက်မှာတော့ မတရားမြို့နယ်ကအချက်ဖတ်စစ်ကောင်စီရဲ့မြောက်တန်းကတက်စကန်နဲ့ FLB လက်မြေစိတ်ယုံကာကင်းစခန်းတွေကိုမန္တလေး PDF နဲ့ပူပေါင်းတပ်တွေကတတ်မှန်သိမ်းပိုက်လိုက်ပြီးစစ်သားတွေရဲ့မသာလောင်းတွေနဲ့လက်နက်ခဲယမ်းတွေပါရရှိထားပြန်တယ်လို့မန္တလေး PDF ကနေတရားဝင်ထုတ်ပြန်ထားပါတယ်2020ခုစစ်စင်ရေးရဲ့ဒုတိယလှိုင်းနဲ့အတူမန္တလေးတိုင်းမှာပါရှမ်းမန်းစစ်စင်ရေးအဖြစ်ဆင်နွှဲနေတဲ့မန္တလေး PDF နဲ့ပူပေါင်းတပ်တွေဟာမတရားမြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုတစ်ခုပြီးတစ်ခုသိမ်းပိုက်လာရင်းနဲ့ အခုနောက်ထပ်မြောက်တန်ငါတက်စခန်းနဲ့ FB လက်မြေစက်ရုံကစစ်တပ်ကာကင်းစခန်းဂုံးတွေကိုပါတက်မှန်သိမ့်ပိုက်ရရှိသွားပြီဆိုပါတယ်အဲ့ဒီစခန်းသိမ့်တိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်ကသေတဲ့သူတွေတော်တော်များတဲ့အပြင်စစ်သားတွေရဲ့မသားအလောင်းတွေကိုပါရရှိထားပြီလက်နက်ခဲယံတွေလည်းတက်မှန်သိမ့်စီရရှိထားတယ်လို့လည်းမန္တလေး PDF ကထုတ်ပြန်ထားပါတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းအတုံယုံပေနေကြတဲ့စစ်ကောင်စီတပ်သားတွေရဲ့မသားအလောင်းပုံအပြည့်အစုံကိုတော့ရန်ကုန်ခေတ်တည်းရဲ့ Telegram မှာတွားရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျ ဒီတခါမကွေးတိုင်းဘက်မှာလေငဖဲမြို့နယ်မင်းဘူးအန်းလမ်းပိုင်းမှာတက်ပြောင်းရွှေ့လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုချင်းကာကွယ်ရေးတပ်အရှုံနဲ့ ARDP ရဲ့ပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ရမှာစစ်ကောင်စီတပ်သား9ဦးအဝီးသီးသေးကုန်ကြတဲ့အပြင်တနက်နှစ်လက်ကိုပါတင်းစီရရှိခဲ့တယ်လို့ချင်း Defense Force အရှုံတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဇူလိုင်လ9ရက်နေ့ကပဲ အကြံဖတ်စစ်ကောင်စီရဲ့နေရီဂန်လေကြောင်းကာကွယ်ရေးတပ်စခန်းကနေတက်အပြောင်းရွှေ့လောက်လာတဲ့အကြံဖတ်စစ်ကောင်စီတပ်သားတွေကိုချင်းကာကွယ်ရေးတပ်အရှုံနဲ့ ARD PDF ပူးပေါင်းတပ်တွေကအမ်မင်းဘူးလမ်းပိုင်းမှာကြားဖြတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲဒီလိုတိုက်ခိုက်မှုအတွင် စစ်ကောင်စီတပ်သား၅ဦးကတော့ပြစ်ခတ်မှုတွေအထွေမှာပဲအသီးသီးသေကုန်ကြတဲ့အပြင်ကျန်တဲ့စစ်သားတွေဟာဒဏ်ရာရတဲ့သူကရနေအကုန်လုံးထွက်ပြေးသွားကြပြီ။ပြစ်ခတ်မှုအပြီးမှာတော့ စစ်ကောင်စီတပ်သားတွေရဲ့တနက်နှစ်လက်ကိုပါသိမ်းဆီးရရှိခဲ့တယ်လို့ Chain Defense Force အရှိုတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျအခုတခါရှမ်းပြည်နယ်တောင်ပိုင်းမှာလေရွာငံမြို့နယ်မှာရှိတဲ့နဗန်းကြီးဂျေရွာကစစ်ကောင်စီတောက်တိုင်ပြုစော်တီနိုင်တေးဆိုတဲ့သူပြစ်ခတ်ခံရပြီပွဲချင်းပြီးကိုသေသွားပြီလို့ရွာငံ PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဇူလိုင်လ10ရက်နေ့ကပဲ ရွာငံမြို့နယ်နဘန်းကြီးဂျေးရွာကပြစောတိနိုင်ထဲဆိုတဲ့သူကိုရွာငံ PDF တပ်ဖွဲ့ကနေအိမ်အတွင်းဝင်ရောက်ဖမ်းဆီးတဲ့အချိန်ခုခံထွက်ပြေးတဲ့အတွက်ပြည်ခန့်ရှင်းလင်းရမှာတော့ပွဲချင်းပြီးကိုသွေသွားတယ်ဆိုပါလေအဲ့ဒီနောက်ပြစောတိနိုင်ထဲစီကနေလက်ပြဘုံနှလုံးကိုပါတင်စီရရှိခဲ့ပြီအဲ့ဒီပြစောတိနိုင်ထဲဆိုတဲ့သူဟာ PDF တပ်ဖွဲ့ရဲ့စခန်းကိုလိုက်ပြပြီးတော့စစ်တပ်ကိုစီးနှင်းဖျက်ဆီးခိုင်းတာတွေသူကြောင့်ပဲ PDF ရဲဘော်တချို့ဖမ်းဆီးခံရတာတွေအပြင်စစ်တပ်အားကိုနဲ့ပြည်သူတွေကိုပါနှီးမျိုးစုံဖိနှိပ်ချင်းချောက်နေတဲ့သူဖြစ်ပြီး ်အခုတော့သေပြီလို့ရွာငံ PD ရဲ့တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျဒီတခါစီပွားရေးသတင်းပတ်မှာတော့ပြည်တွင်းပုဂ္ဂလိကဗန်တွေမှာငွေလာထုတ်တဲ့သူတွေလူစုလူဝေးမဖြစ်အောင်တုတ်ကင်ပေးပြီးပြန်လဲချင်းဆိုတဲ့စနစ်ကိုကျင့်သုံးဖို့အကြံဖက်စက်ကောင်စီကညွန်ကြလိုက်ပြန်တယ်လို့ဒီကနေ့မှလည်းဗန်တွေကအကောင့်တစ်ခုကိုငွေကျပ်3သိန်းကနေ9သိန်းအထိတာအများဆုံးထုတ်ပေးတော့တယ်လို့ပုဂ္ဂလိကဗန်အတိုင်းဝိုင်းစီကနေသိရပါတယ် ပြည်တွင်းမှာပုဂ္ဂလိကဘန်တွေကိုစစ်ကောင်စီကအေးအေးယူမှုတွေငွေသားထုတ်ယူမှုကန့်သတ်တာတွေလှုပ်လိုက်ပြီးတဲ့နောက်မှာပဲဘန်တွေမှာနေစဉ်ငွေထုတ်တဲ့သူတွေသားများပြားလာနေပြီးတန်းစီနေတဲ့လူဒန်းကြီးတွေဖြစ်နေကြတယ်ဆိုပါတယ်အဲ့ဒီအတွက်ဘန်တွေမှာလူဒန်းကြီးတွေလူစုလူဝေးတွေမဖြစ်အောင်တိုကင်ပေးပြီးပြန်လဲချင်းဆိုတဲ့စနစ်ကိုကျင့်သုံးဖို့အကြံဖက်စစ်ကောင်စီရဲ့ဗဟိုဘန်ကညွန်ကြလိုက်ပြန်တယ်လို့ပုဂ္ဂလိကဘန်ဝန်ထမ်းတဦးကပြောထားပါတယ်ဒီကနေ့ဇူလိုင်လ12ရက်နေ့မှာလေ ပြည်တွင်းကပုဂ္ဂလိကဘဏ်တွေမှာငွေထုတ်တဲ့သူတွေသာတော်တော်များနေပြီးငွေသွင်းတဲ့သူကတော့လုံးဝမရှိသလောက်ကိုဖြစ်နေတဲ့အပြင်ငွေထုတ်တဲ့သူတွေကိုလည်းဘဏ်အကောင့်တစ်ခုကိုငွေကျပ်2သိန်းကနေအများဆုံး5သိန်းအထိသာထုတ်ပေးတော့တယ်လို့ပုဂ္ဂလိကဘဏ်အတိုင်းဝိုင်းစီကနေသိရပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ